မိတ်ဆွေတို့ကမေးထားပါတယ်မရှင်းတာလေးတခုမေးချင်လို့ပါဆရာမေးငလင်လှုပ်ရင်အသက်ကယ်ဖို့အတွက်အဆောက်အဦအပြင်တို့ပြေးထွက်ခွင့်ရှိပါသလားဆရာမေးငလင်လှုပ်ရင်ဘာဖတ်ရမလဲဆရာဘစ်မလာဟာရဟ်မန်ရဟီမ်ဟာဒီသ်ဒမာကော်မဂျီဆလလလဆလလလဝဆလမ်ဟာရိုင်းနေတဲ့နေရာ တခုရဲ့အနားမှာရှိနေပြီးတော့အဲ့ဒီနေရန်ပျော်တော့မအောင်စိုးရင်လည်းတော့ကတော့ကနေအဝေးကိုထွက်ခွာခဲ့တယ်ဆိုတော့ဟာဒီစ်မှာလာရှိတယ်ဆိုတော့ဒီဟာဒီစ်ကနေဘာတိရလဲဆိုတော့မမီရအတက်ဘေးကိုကဲတင်မှုအတွက်အဲ့ဒါပျိုးကျတော့မယ်အဆောက်အဦပျိုးကျနိုင်တဲ့အနေရရှိတဲ့အဆောက်အဦတွေကနေထွက်သွားလို့ရပြီးထွက်ပြေးခွင့်ရှိတယ်ဒါကြောင့်ငလျင်တောက်တဲ့ဒေသတွေမှာဟလာငလျင်တောက် ဟလာရာဂန်တော့အများစုကတော့အဆောက်အဦပျော်ချနိုင်ခြင်းများတယ်များတဲ့အတွက်ငယ်ငယ်လုံနေတဲ့အချိန်မှာသူအိမ်ထဲကနေအိမ်ပြန်ဝတ်သူဟလာထွက်သွားခွင့်ရှိတဲ့တို့ပြမကထွက်သွားတဲ့သူတော့သူကဲဖို့တာနံပါတ်နံပါတ်2ကဟိုကော်မဒီဆလလာလူဆလမ်ရဲ့ခက်မှာငငင်လှုပ်ခဲ့တယ်ဆိုပြီးတော့ဟလာခိုင်လုံတဲ့ဘေးစိတ်မကြမှာမရှိဘူးဒါကြောင့် ငလင်းလုံရင်ဖတ်ရမယ်တို့အားလဲဟာဒီသ်တော်တယ်မှာတီးတတ်လာတာမရှိဘူးဒါပေမဲ့လည်းငလင်းကဒါအလ္လာဟ်ရဲ့သတိပီနူးသောတဲ့လက္ခဏာတွေထဲမှာပါတဲ့အတွက်ငလင်းလုံတဲ့အချိန်မှာလူတယောက်ဟာဟလာအကောင်းဆုံးတော့တောဘိုက်အစ်စတစ်ဖာလုံနေရသူစိတ်တွေကအလားဘောက်ကိုအယုံတူပြီးတော့သူတောင်းမှမမမီကွန်နာလေးပေါ်မှာအစ်စတစ်ဖာဖတ်နေရမယ်ဖြစ်နိုင်အခွင့်အရေးရတယ်ဆိုရင်နမတ်နရကလောက်လဲဖလိုက်တယ် အဲကျန်တဲ့ငလင်နဲ့ပတ်သက်ပြီးတော့အတိရန်လာတဲ့သူအားကြတော့ obvious မှာမရှိဘူး